ဒီတံတားကြီးဟာအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ရဲ့အထင်ကရအမှတ်တင်ကေတာတစ်ခုဆိုရင်လည်းမမှားပါဘူးဆန်ဖရန်စစ္စကိုပင်လယ်အော်ရဲ့ပစိဖိတ်သမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ Golden Gate ပေါ်မှာတည်ဆောက်ထားတာကြောင့် Golden Gate တံတားလို့ခေါ်ဆိုတာပါဒီတံတားကြီးဟာဆန်ဖရန်စစ္စကိုကျွန်းဆွယ်ရဲ့မြောက်ဖက်ဖြားကနေဆန်ဖရန်စစ္စကိုမြို့နယ်မြောက်ဖက်မှာရှိတဲ့ Marine ခရိုင်တို့ကိုဆက်သွယ်ပေးထားတာဖြစ်ပါတယ် 1933ခုနှစ်ဇန်နဝါရီလ5ရက်နေ့မှာစတင်တည်ဆောက်ခဲ့ပြီးတော့1938ခုနှစ်မှာပြီးစီးခဲ့ပါတယ်9266ပေရှိလျားပြီးတည်ဆောက်ပြီးစီးတဲ့အချိန်တုန်းကတော့ကဘာပေါ်မှာအရှိဆုံးကျိုးတတာဖြစ်ခဲ့ပါတယ်ဒါပေမဲ့လက်ရှိကာလမှာတော့သူထပ်ပို့ပြီးရှေလျားတဲ့တတာတွေရှစ်ဆင်းထက်မနည်းရှိနေပြီပဲဖြစ်ပါတယ် ဒီတံတားကြီးတိဆောက်ခဲ့တဲ့နေရာဟာပထဝီအနေအထားအရ6000ကျော်ရှည်လျားတဲ့ပစိဖိတ်သမုဒ္ဒရာနဲ့ San Francisco ရေလက်ကြားမှာတည်ရှိရာကြောင့်သမုဒ္ဒရာကိုဖြတ်တန်းတိုက်ခတ်တဲ့လေတွေဟာပြင်းထန်တယ်လို့ရေပြင်ကလည်းလှိုင်းထန်လွန်းလှပါတယ်။တနအီကိုဖြန်းမြမိုင်60နှုန်းနဲ့လေတွေတိုက်ခတ်လေးရှိပြီးရာသီဥတုကလည်းပိတ်မောင်နေအောင်မြူကိုမြူငွေတွေအချိန်မရွေးအုံဆိုင်တတ်ပါသေးတယ်။ ဒါကြောင့်ဒီနေရာမှာတံတားဆောက်လို့ရမယ့်အစီအစဉ်ဟာအဲ့ဒီချိန်တုန်းကဆိုရင်တော့လေထဲတိုက်အိမ်ဆောက်ရတယ်လို့ခက်ခဲခဲ့ပါတယ်။တံတားကြီးကိုတော့ Joseph Sturup ဆိုတဲ့ engineer ကဥဆောင်ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပြီးတော့သူနဲ့အတူတူဘီတုကပညာရှင် Ivan Moro နဲ့ Charles Ellis ဆိုတဲ့ engineer နှစ်ဦးလည်းအဓိကပါဝင်ခဲ့ကြပါတယ်။ဘီတုကပညာရှင် Moro ဟာတံတားကြီးနဲ့ပတ်သက်တဲ့အသေးစိတ်ဒီဇိုင်းတွေကိုအဓိကရေးဆွဲခဲ့ပြီး ကျိုးတွေလမ်းလျှောက်လေရန်နဲ့တံတားပေါ်ကလမ်းမီတိုင်တွေရအစတီးသန့်ဒီဇိုင်းထုတ်ခဲ့တာပါ1925ခုနှစ်နဲ့1939ခုနှစ်ကြားမှာနာမည်ကြီးတဲ့အက်ဂျီကိုစတိုင်နဲ့တံတားကြီးရဲ့ဒေါင်လိုက်တိုင်ကိုတိဆောက်ခဲ့ပါတယ်အက်ဂျီကိုဆိုတာက geometry နဲ့သင်္ချာကိုအခြေခံပြီးဆွဲတဲ့ဒီဇိုင်းဖြစ်ပါတယ်ဒီလိုဂန်နဝင်းဆန်နဲ့ဘီတုကာဒီဇိုင်းကြောင့် Golden Gate တံတားကြီးကိုအမှုပညာမြောက်တဲ့ရုပ်ထုတစ်ခုလို့တွေးထင်မြင်အောင်စေခဲ့ပါတယ် ရှည်လက်ကြားမှာမြူရေကြားကနေတံတားကြီးတရှိရာနေရာကိုထင်ထင်ရှားရှားမြင်နိုင်မှုအတွက်ဗီတုကပညာရှင်မော်ရုကလိမ္မော်ရောင်ကိုရွေးချယ်ခဲ့ပါတယ်။အစပိုင်းမှာတော့တောက်ပလော်နဲ့လိမ္မော်ရောင်စေးတုပ်ထားတဲ့တံတားရဲ့အယောင်အပေါ်ဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီအယောင်ကြောင့်ပဲတံတားအောက်ကနေပင်လယ်ကူးသင်္ဘောတွေဖြတ်တန်းတဲ့အခါတံတားကြီးကိုထင်ထင်ရှားရှားမြင်တွေ့ရတယ်လို့ဒီကနေ့တိုင်းကဘာပေါ်ကအလှပဆုံးတံတားတွေထဲမှာလည်းပါဝင်ခဲ့ပါတယ်။ ကြားပြင်ဂိုရန်ဂိတ်တရားကြီးကိုကဘာပေါ်မှာဓာတ်ပုံအရိုက်ခံရဆုံးတရားကြီးတစ်စင်းအဖြစ်သတ်မှတ်ထားကြပါရယ်လက်ရှိကာလမှာတော့တရားကြီးရဲ့အယောင်ကိုစက်သွေးပုတ်ရောင်အဖြစ်မြင်တွေ့ကြရမှာပါဂိုရန်ဂိတ်တရားနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်အလက်တွေအရတရားအစကနေအဆုံးထိပင်မတရားအရှိ1982ပြည်မှာကျိုးဆွဲထားတဲ့တိုင်းနှစ်တိုင်းရဲ့ဂျားအရှိကပေ4200ရှိပါတယ်အဓိကတာဝါရိုင်းကြီးနှစ်ခုမှာပင်လယ်ရေမျက်နှာပြင်ကနေ အမြင့်ပေ946ပေလောက်မြင့်မာပါရယ်။တမဏိဝါယာကျိုးပေါင်း2582ကျိုးနဲ့တွေ့တန်းဆောက်လုပ်ထားတာဖြစ်ပြီးတော့ဖြောက်တန်းကျနေတဲ့တမဏိကျိုးတွေကသေးတွယ်တယ်လို့ထင်ရပေမဲ့လုံဘက်က3ပေ5လက်မှရှိပါရယ်။ကား၆လမ်းသွားတံတားကြီးကို၄နှစ်ကျော်ကြာအောင်ဆောက်လုပ်ခဲ့ရပြီးတော့တံတားပေါ်သွာလာကွင်းကိုတော့၁၉၃၈ခုနှစ်မေလ၂၈ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါ စပိတ်စည်းသူတွေနဲ့လမ်းလျှောက်သူတွေအတွက်ကိုလည်းတံတားတစ်ဖက်တစ်ချက်မှာဈဉ်ကြံလန်ဖောက်လုပ်ပေးထားပါတယ်။တံတားစတင်ဖွင့်လှစ်ပြီးတဲ့အချိန်ကစလို့စုစုပေါင်း၃ခါအသွားလာပိတ်ခဲ့မှုပါတယ်။အဲ့ဒီပိတ်တဲ့၃ချိန်လုံးက၄တိုက်နှုံပြင်းထန်လို့ပါ။ဒီကနေ့ခေတ်မှာဒီလိုတံတားမျိုးတည်ဆောက်မယ်ဆိုရင်ဒေါ်လာ1.3ဘီလီယံလောက်ကုန်ကျမှလည်းဖြစ်ပါတယ်။ Goran Gate တံတားကြီးဟာလှပခံကြမှုကြောင့်နာမည်ကြီးသလိုပဲတခြားတစ်ဖက်မှာလည်းကဘာပေါ်မှာကိုကိုကိုတေချောင်းကြံစီမှု အများဆုံးဖြစ်ပွားရနေရာတွေပါဝင်နေပါတယ်။ရေပြင်ကနေအမြင့်245ပေလောက်ရှိတဲ့အပြင်ရေကလည်း8ဒီဂရီစင်တီဂရိတ်လောက်အေးပြီးငမန်းဖြူတွေလည်းတခါတရံတံတားအောက်မှာတွေ့ရတတ်ပါသေးတယ်။ဒါကြောင့်ညဆိုရင်လမ်းလျှောက်ခွင့်ပိတ်ထားပြီးတော့စပိန်တွေကလည်းတတ်မှတ်ထားတဲ့အဝေးတိန်းတကားဝတွေကနေပဲဖြတ်တန်းသွားလာခွင့်ပြုထားပါတယ်။ဒေါ်လာ35တန်တန်တမ်မနီဆောင်းကြီးအဖြစ် ဆန်ဖရန်စစ္စကိုခရိုနစ်ကဲသတင်းစာကဖော်ပြတင်စားခဲ့တဲ့ဒီတရားကြီးဟာပထဝီအနေအထားနဲ့ရာသီဥတုကိုအန်တုပြီးတော့မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုဖြစ်အောင်လုပ်ပြနိုင်ခဲ့တာကြောင့်ကြော်ကြားပါတယ်။ဒါ့အပြင်စတင်ဖွင့်လှစ်တဲ့အချိန်ကစလို့နှစ်ပေါင်း30နီးပါးအထိကဘာပေါ်မှာအရှိလျားဆုံးကျိုးဆွဲတရားအဖြစ်စံချိန်တင်ခဲ့တာကြောင့်ကျမတို့ရဲ့အစီအစဉ်ကနေ Golden Gate တရားကြီးအကြောင်းကိုတင်ဆက်ပေးလိုက်ရပါရရှင်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းအကြောင်းအရာတွေမှတ်သားစရာကောင်းတဲ့ဘုသူတာဖြစ်ပေါ်ရာတွေကိုတော့ဇလန်းရဲ့ podcast channel YouTube channel နဲ့ Facebook page တို့မှာနားဆင်လေ့လာနိုင်ပါတယ်။ဗီဒီယိုအစ်တင်တိုင်းသိရအောင်ဇလန်းရဲ့ Facebook page ကို like and follow လုပ်ပြီး share ပေးသွားကြပါအောင်ခင်ဗျာ။ဇလန်းကိုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။ဇလန်းမှတင်ဆက်တယ်နော်။